တထေးတယောက်ကနာချွေးမှဖြစ်ချင်တဲ့သူတိုင်းစာမှုပွဲဖြစ်ဖို့လျှောက်ထားပါလို့ကြေညာခဲ့ပါတယ်။ရှေးကာလတုန်းကလူအများစုကအစာမလုံလောက်တဲ့အတွက်အစာမလက်နိုင်တဲ့အလားအလာတွေကြောင့်လူများစွာဝိုင်းလာကြပြီးဒါကဘလို့ခွင့်ရေးပါလဲလို့စဉ်းစားကြပါတယ်။စာမွေးပွဲမှာအမျိုးသမီးငယ်တွေအများကြီးရှောက်ထားခဲ့ပေမဲ့အားလုံးကမအောင်မြင်ခဲ့ပါဘူး စစ်ဆေးမှုမှာ သူတို့ကို38ကီလိုဂရမ်ပေးပြီးတလကြာနေထိုင်ဖို့တောင်းဆိုပါတယ်ကိုစလေလောင်းတွေဟာဒီစာမှုဘွဲကိုငါဘလို့ကြော်ဖြတ်နိုင်မလဲလို့တွေးပြီးသူတေသနာကိုစတင်ခဲ့ကြပါတယ်အများစုကအစားတောက်ထိန်မှုစူးစမ်းခဲ့ကြပါတယ်သူတို့ဟာ38ကီလိုဂရမ်ရှိလို့အဲ့ဒါကိုအပိုင်း30အဖြစ်အညီအမျှခွဲပြီးဒီနေ့မှဒီလောက်ပဲစားတင်တယ်လို့စဉ်းစားခဲ့ကြပါဗျ ဒါပေမဲ့တက်နိုင်သမျှနည်းနည်းစားဖို့ကြိုးစားရင်တော့ဘယ်သူမှဆယ်ရက်ထက်ပိုမကြနိုင်ခဲ့ပါဘူး။သူတို့အားလုံးကြာရှုံးခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပန်းပဲဆရာရဲ့သမီးကအဖေတမီးစမ်းတက်ကြည့်မယ်လို့ပြောခဲ့ပါတယ်။သူဟာတထေးရဲ့ချွေးမဖြစ်လာဘူးသူ့ကိုယ်သူစိန်ခေါ်ခဲ့ပါတယ်။ တချို့ကတော့တလားလုံးထောက်ပံ့ခဲ့တဲ့အရာတွေနဲ့ဘလို့နေထိုင်ရမလဲဆိုတာကိုပဲအာယုံစိုက်ခဲ့ပေမဲ့သူဟာထမင်းအားလုံးကိုစားသုံးခြင်းအဖြစ်ပထမနေ့ကိုစတင်ခဲ့ပါတယ်။ပြီးတော့သူဟာအပြင်ထွက်ပြီးဝင်ဝေရှာခဲ့ပါတယ်။အဲ့ဒီပညာရှိတဲ့အမျိုးသမီးဟာထွက်သွားခဲ့ပြီးရကန်းရချင်းနဲ့တခြားနီလန်းမျိုးမျိုးအဖြစ်ရတဲ့လောက်အားကကိုရယူပြီးထွက်သွားခဲ့ပြီးသူ့ရဲ့ဝင်ဝေကိုဆက်လက်တိုးပွားစေခဲ့ပါတယ်။ ဒါကြောင့်တလအကြမှာသူဟာမူလကပေးထားတဲ့စံထက်ပိုးစုဆောင်မိခဲ့ပြီးရရှိတဲ့ငွေနဲ့တလလုံးအဆင်ပြေပြေနေထိုင်နိုင်ခဲ့ပါတယ်ပုံမှန်အားဖြင့်လူတွေဟာချမ်းသာတဲ့အိမ်ကိုလာတဲ့အခါသူ့မှာစီးစိမ်အများကြီးရှိမှာပဲလို့ယူဆတဲ့အတွက်စီးစိမ်ဥစ္စာကိုအရင်ဆုံးသုံးဆွဲဖို့စဉ်းစားကြပါတယ်ဒါပေမဲ့ပညာရှိတဲ့အမျိုးသမီးဟာပြီးတဲ့အရာတွေကိုအကုန်ကြခံဖို့မစင်စားပဲ အပြင်ကနေယူဆောင်လာဖို့ကိုပဲအာယုံစိုက်ခဲ့ပါတယ်။အဆုံးမှာတထေးဟာတင်ကငါချွေးမှဖြစ်ထိုက်တာပဲလို့ပြောပြီးသူ့ကိုလက်ခံခဲ့ပါတယ်။ကိုရီးယားမှာဒီလိုပုံမြင်ဟောင်းတပုတ်ရှိပါတယ်။ဖျားသခင်ပေးတဲ့အခွင့်ဥပမာကနေတင်ယူနိုင်တဲ့တင်ငန်းစာလဲဒါနဲ့မကွဲပြားဘူးလို့ကျွန်တော်ယုံကြည်ပါတယ်။တခင်ကကျွန်တော်ဦးစီကိုအခွင့်30အခွင့်20အခွင့်50စီပေးခဲ့ပါတယ်။ ဒီမှာတာယူပြီးငါပြက်လာမချင်းလွတ်လွတ်လပ်လပ်သုံးပါလို့သူကပြောခဲ့ပါတယ်။အခွက်၁၀ရရှိတဲ့သူဟာထိုင်နေပြီးဘာမှမလုပ်ခဲ့ပါဘူး။တခြားဘာကူမှမစဉ်းစားပါဘူး။အဲ့ဒါဟာကြာရှုံးတဲ့အဆင့်ဖြစ်ပါတယ်။အခွက်၂၀နဲ့အခွက်၅၀ရတဲ့ကျွန်တွေဟာဘာလုပ်ခဲ့ပါသလဲ။သူတို့ဟာ အခွက်၁၀၀အခွက်၂၀၀တောင်ဆက်ပြီးစုဆောင်းခဲ့ကြပါတယ်။ဒါဆိုရင်ဖျားသခင်ကဘလို့ပြောပါသလဲ။ဘသူကိုတစ္ဆာရှိတဲ့ကျွန်လို့ခေါ်ခဲ့ပါသလဲ။ အခွက်100နဲ့အခွက်90ရတဲ့ဂျုံတွေကိုကြည့်ပြီးတော့တခင်ဟာတင်းတို့တကယ်ပညာရှိတာပဲလို့ပြောခဲ့ပါတယ်။အဲ့ဒါဟာတတိကထောက်ပြတာနဲ့အတိအကျညီမျှပါတယ်။